Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့တပြောင်းတလဲလေးနဲ့စားလို့မြိမ်မဲမန္တလေးထမင်းပေါင်းလေးလုပ်ပြီးတော့စားမှာပဲဖြစ်ပါတယ်ဘလကူရိုးရှင်းပြီးတော့အိမ်မှာရှိတာလေးနဲ့အလွယ်တကူလုပ်လို့ရတာဖြစ်လို့အားလုံးပဲကြောစင့်နဲ့ဒီလိုက်ပြီးတော့လုပ်စားကြည့်လိုက်ကြအောင်နော်မာဒါကတော့မန္တလေးထမင်းပေါင်းလေးရပြီကဲအရင်ဆုံးအနေနဲ့ကြောစစ်တို့စက်သွန်ဖြူစီချက်ကလေးချက်ပေးပါမယ် စီချန်နယ်လေးမှွေမှွေလေးနဲ့လုံးဝစားခြင်းစပွဲပဲပေါ့နော်။ကဲပြီးရင်တော့ကျစစ်ကတော့ဒီမှာဝက်ဥတောင်လေးတွေကိုကြော်ပေးလိုက်ပါတယ်။ဝက်ဥတောင်လေးတွေကိုအခုလိုအစင်သစ်ပြထားမယ်။ပြီးရင်ဘဲဥလေးတွေကိုလည်းအခုလိုမျိုးစိတ်ထားပေးလိုက်ပါမယ်။ထမင်းပူပူလေးကိုတော့ကျစစ်တို့နည်းနည်းအေးအောင်အေးခံလိုက်မယ်ပေါ့နော်။ရင်ဆုံးဒီမှာစပြီးတော့ကြာတော့အန်ဒလီထမင်းပေါင်းလေးလုပ်လိုက်မယ်ပေါ့နော်ထမင်းပေါင်းဆိုရင်မဲ့သူကအတုပ်ပုံစံမျိုးလေးပေါ့နော် ကဲထမင်းလေးအေးသွားပြီဆိုရင်တော့စပီတုပ်ဖို့အတွက်ကျော်စစ်တို့ဒီမှာစီချက်ကလေးထည့်ပေးပါမယ်ပြီးရင်တော့ကျော်စစ်တို့ငရုတ်စီလေးထည့်ပေးမယ်ပေါ့နော်ဒါကတော့ထမင်းပောင်းရဲ့အသက်ပေါ့နော်ကဲပြီးရင်တော့ကျော်စစ်တို့ဒီမှာဆော့ကျင်လေးအနည်းငယ်ပါထပ်ပြီးတော့ကြတော့ထည့်ပေးပါမယ်ပြီးရင်ကျော်စစ်တို့ပဲငက်ပီလေးထည့်ပေးပါမယ်ရတာအတွက်ကိုတော့ကျစတို့ငန်းပြာရီလေးရဲ့ပြီးသွားရင်ရတာမုံလေးရဲ့ထည့်ပေးလိုက်ပါမယ်။ကျစကတော့ချင်းချင်းလေးစားချင်တာဖြစ်လို့ဒီမှာတံမြာသီးလေးပါထည့်ပေးလိုက်တယ်ပေါ့နော်။ ခဲ့ပြီးရင်တော့ကျွန်တော်တို့အားလုံးနှံ့အောင်နှဲ့ပေးလိုက်ပါမယ်။လုံးဝစီချက်နဲ့စောနဲ့မှုမွေးလေးနဲ့ပေါ့နော်စားကျင်စပွဲအရန်ကောင်းပါတယ်။ကြောင်တလဲလေးနေနဲ့အိမ်မှာလှုပ်ရှားကြည့်ပါနော်အရန်ထမင်းမြိန်ပါတယ်။ဒီမှာလုံးဝအစီအစဉ်နဲ့မှုမွေလေးပေါ့နော် sauce နဲ့မှုမွေလေးနဲ့ ကဲပြီးရင်တော့ကျောစစ်တို့ဒီမှာပကံထဲမှာထည့်ပြီးတော့ကြတော့အလားဆင်ပြီးတော့ကြတော့ပြင်လိုက်မယ်ပေါ့နော်ကျောစစ်ကတော့ဒီနနမင်ထည့်ပြီးတော့ကြတော့တုံမထားဘူးနနမင်လေးကိုတသက်ကလေးလေးမှတစောင်းထည့်လိုက်တယ်ပြီးရင်တော့ကျောစစ်တို့မြေဘဲဆန်လေးကတော့အသက်ပေါ့နော်မြေဘဲဆန်လေးမပါမနေထည့်ပြရမယ်ပြီးရင်ဒီမှာဝဲဦးတောင်ကျော်လေးရဲ့ပြီးရင်ဒီမှာဘဲဦးလေးရဲ့ထည့်ပြလိုက်ပါမယ်အသားကျော်လေးနဲ့ဆိုလဲအရန်လိုက်ပါတယ်မန္တလေးထမင်းမောင်လေးစပြီးတော့စားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျ嗯。Mm. ။ဟိုမှာမွမ်းမွမ်းဆန်ဆန်နေတာစားလို့ကောင်းတယ်။ဟင်းဒီမင်းမောင်ကြာအခုလိုမျိုးဝက်ဥကြောင်းလို့ပြီးသွားလို့ရှိရင်ဝက်သားကျော်လေးနဲ့ပေါ့နော်။အမျိုးလေးလည်းစားကြအသားကျော်လေးနဲ့ ိမ်မှာအရွယ်တကူလှုပ်ရှားကြည့်ပေါ့နော်အရန်အရသာရှိရပေါ့နော်ဆိုစစ်ကတော့တနက်ဆိုရင်တနက်အခုဆိုကောင်းကောင်းဒီလိုမျိုးလေးကိုကြိုက်တာလေးလှုပ်ပြီးတော့ကြတော့စားပြတ်တယ်ပေါ့နော်ဟိုဒီအပိုင်းဆိုလို့ရှိရင်ကျွန်တော်စစ်ကိုမေးကြရတယ်တချို့တွေကကြတယ်ဟိုမက်ဆန်ဂျာမှာလည်းလာပြီးမေးကြရတယ်နည်းနည်းလေး လူကနည်းနည်းလေးဝိတ်ကျသွားတော့ပေါ့နော်ဈေးတွေဘာတွေတောက်တာလားပေါ့နော်ဘာဈေးတွေတောက်လဲဝင်းမြပေးပါဆိုပြီးပြောကြရတယ်တကယ်တော့ကျွန်စစ်ဒီကနေပြီးတော့အကြံပြုချင်တာကကြတော့ကျွန်စစ်ကတော့အခုလက်ရှိမှာတော့ပေါ့နော်ဘာဈေးမှတောက်တာမျိုးမရှိဘူးဒီပိန်ဈေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့နော်ဘာဈေးမှကျွန်စစ်ကိုယ်တိုင်မတောက်ဘူးမတောက်ဘဲနဲ့ကျွန်စစ်အဓိကကတော့ fasting လုပ်တယ်ပေါ့နော် fasting ကတော့မျိုးစုံရှိရဲ့ fasting အကြောင်းလေးလာကြည့်လို့ရရပေါ့နော်ကျွန်စစ်လုပ်တာတော့ဒါ16ရှစ်ပေါ့အဲ7နာရီအတွင်းမှာတော့ကျွန်စစ်စားတယ်16နာရီကိုတော့ကျွန်စစ်အစာဖြတ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်စစ်တလကြော်ကြော်လောက်ရှိပြီ15ပေါင်လောက်တော့ကျသွားတယ် ယ်ပေါ့နော်။အမှားကြီးအကြောင်းကိုပြောတာနော်။ကျမ်းမာကြီးအကြောင်းပင်ကျင်တဲ့သူတွေဆိုလို့ကျွန်တော်ရှင်ကျော်စစ်အဓိကတော့ fasting လုပ်ဖို့ကျော်စစ်ကတော့အကြံပေးတယ်ပေါ့နော်။ fasting ကကြတော့ကျော်စစ်တို့၈နာရီအတွင်းမှာလည်းအာဟာရပြည့်အောင်စားလို့ရတယ်။လုံးဝစားပဲနေကြမလို့အဓိကတော့ အချို့များတာတွေဝေးအရန်တက်စီမဲ့ဟာမျိုးတွေတော့နည်းနည်းလေးလျှော့ပေါ့နော်။ကြံတဲ့ဟာတော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲစားလို့ရတယ်။ကျွန်စစ်ဆိုလည်းဒီ၈နာရီအတွင်းမှာအခုဘလော့တွေလည်းရိုက်တယ်၊စားလည်းစားတယ်။ညနာကျွန်တော်တို့ကပါနေနေဖောင်းတော့ကျွန်စစ်ကဒီ high food လေးလုပ်ထားတာတော့ရှိရပေါ့နော်။ high food treatment တွေကကျွန်စစ်ဒီ cherry cake clinic မှာဒါ high food treatment လေးပေါ့နော်။ဒီဒေါက်တာနဲ့တိုင်ပင်ပြီးတော့ကြတော့လုပ်ဖြစ်တယ်။ဒါကတော့ညနာအတွက်ကိုပဲပေါ့နော်။အဲတီးသန့်ပေါ့။သူကကြတော့ collagen ဓာတ်လည်းအဲကျွန်စစ်တို့ပို့ပြီးတော့ကြတော့ထွက်လာတယ်။ပြီးသွားလို့ရှိရင်ညနာကိုလည်းနည်းနည်းချက်ချက်ရေးရ clinic နဲ့ပေါ့နော်။နည်းနည်းကျွန်စစ်တို့ကြဒီ camera နဲ့ ပိုင်းမှာဆိုအရင်ကြီးဖောင်းတယ်လို့ထင်ရတာပေါ့နော်အဲ့တော့ကျတော့နည်းနည်းချက်ချက်ရဲ့ကလေးဖြစ်အောင်ဒီ high food treatment လေးကို cherry cake မှာလုပ်လို့ရတယ် ကျွန်တော်တို့ဒီ high food ကကြာမျက်နာတော့နည်းနည်းသိတာရဲပေါ့နော်ဒီလိုကျွန်တော်တို့နည်းနည်းဒီအဲအရင်တော့ဖောင်းဖောင်းပြပြည်ကြီးရာနေနည်းနည်းလေးပေါ့နော်ပွဲသွားတယ်လို့မျိုးပေါ့နော် shake ကလေးတွေပေါ်သွားတာပေါ့အဲ့ဒါတော့လုပ်တယ်ကျန်တာကတော့ကျွန်စစ်ပိန်စေးလည်းမတောက်ဘူးဘာမှမလုပ်ဘူးအဓိကကတော့16ရက်လုပ်တယ်လေးချင်ငန်းဆိုလို့ရှိရင်တော့ကျွန်စစ်ကအများကြီးလေးချင်ငန်းအချိန်ပေးပြီးမလုပ်နိုင်ပြင်မဲ့ကျွန်စစ်လမ်းလျှောက်ပေးရပေါ့နော်လမ်းလျှောက်ပေးရအခုလိုမျိုး exercise ကလေးတွေပြေးပေးတာမျိုးပေါ့နော်ဒါမျိုးလေးတော့ကျွန်စစ်အဲဟိုအားရရပေါ့တစ်ပတ်မှဆိုလို့ရှိရင်လေးရက်လောက်ပေါ့နော်အဲ့လောက်တော့ကျွန်စစ်လုပ်ဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်စစ်ပုံမှန်လုပ်နေတာလေး ဝေမျှပေးတာပါတနက်ဆိုတနက်ကကျွန်တော်ကကိုယ်စိတ်ကြိုက်ကြတော့ဝဝစားရပါတော့ကဲအဲ့တော့ဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရက်လိုက်တော့မယ်ဒီမန္တလေးထမင်းပေါင်းလေးလည်းလုတ်ပြီးတော့ကြတော့အိမ်မှာစားကြည့်ပါနောက်ဘလော့အိမ်မှာပြန်ပြီးတိကျအောင်ကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ